အားလုံးမေမင်္ဂလာပါကိုကိုတို့ရေကျမရေးပဟုတုတများကိုတင်ဆက်ပေးနေတဲ့စုမြတ်တို့ကျမရေး channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရေးအသိမြင်တိုးပွားစေဖို့အတွက်စုမြတ်တင်ဆက်ပေးမှာကတော့ခြုံထူတဲ့မိန်းကလေးနဲ့ခြုံရှင်းထားတဲ့မိန်းကလေးရဲ့ဖို့ဖို့ကြီးကဘလို့ကွာခြားလဲဘယ်ဟာကတဘာဝအတိုင်းဘလို့အာသာချက်များလဲဆိုတာကျမရေးအရာအထီးရောက်စွာပြောပြပေးသွားမှာဖြစ်လို့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ခံစားပေးကြပါဦးလားရှင် ကိုကိုတို့ရေချုံပုတ်ကြီးကိုမရှင်းမဲတဘာဝအစီနဲ့အတိုင်းကျမရေးလေးကြင်ခမ်းများဆင်နွှဲရတာပိုကြိုက်ပါတယ်ဆိုတော့ကိုကိုတို့ရှိလားရှင်တခါတည်းမှာတဘာဝအလကပြုပြင်ထားတဲ့အရာထက်ထူကဲပြီးအရသာပိုရှိစေပါတယ်ကျမရေးလေးကြင်ခမ်းကြီးအစပြုတ်ဖို့လက်ချောင်းလေးများကိုအသုံးပြုပြီးပဲပဲနေနေစတင်ဆောင်ရွက်တဲ့အခါခက်ရှုပ်ရှုပ်ချုံထူထူကြားကနေခဲရခဲဆဲလေ့ကျင့်ခန်းလုပ်ရခြင်းကကိုကိုတို့အတွက်တောင်မှက ဆုမြတ်တို့မိန်းကလေးတွေအတွက်ပါဒီသွေးပူလေးချင်းခန်းကခန်းစားချက်မျိုးစုံနဲ့တော်တော်ကြီးကိုချွေးပြန်စေပါတယ်ရှင်။ကိုကိုတို့ရဲ့ညီလေးနဲ့တောထူထူချုံပုတ်များကြားဟိုဆန်းဒီဆန်းရန်တမ်းပြီးလေးချင်းခန်းလှုပ်ဖို့တွင်းထဲကိုစူးစမ်းရှာဖွေရတာကလည်းကျမရဲ့အတီထူကြီးကိုတမိတ်တမောကြီးရရှိစေပါတယ်ရှင်။လေကြီးထိုးယူယူကျမရဲ့လေးချင်းခန်းဆင်နွှဲတဲ့အခါတောအုပ်ထူထူကြားအာရပါရပြေးဝင်ပြီးတွင်းထဲကိုဟိုဆန်းဒီဆန်းလှုပ်နေရတာ မြင်ရတဲ့စုမြတ်တို့မိကလေးတွေအတွက်ကလည်းကျမရဲ့ကောင်းစေယုံနာမကစုမြတ်တို့မိကလေးတွေရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုကိုအထောက်အကူပေးတဲ့တွေးကြောများစွာကိုမယိုးမယွနဲ့ရုန်းကန်ပွင့်ထွက်ပြီးအရန်ကောင်းစေပါလေရှင်။ဒါကြောင့်တဘာဝကြီးကိုလည်းမမေ့မလျော့ပဲတတိတရပြုစုလုပ်ကြပေးပါနော်။ကိုကိုတို့ကရောခြုံပုတ်ရှင်းထားတာနဲ့ခြုံပုတ်မရှင်းထားတာဘယ်ဟာပိုကြိုက်ကြပါသလဲရှင်။ပြီးတော့စုမြတ်ကခြုံပုတ်နဲ့လားခြုံပုတ်ကိုရှင်းထားတာလားဆိုတာလည်းခက်မှန်းကြည့်ကြပါဦးလားရှင်။ ဟုတ်ကဲ့ပါဒီနေ့ဆုမြတ်ပြောပြခဲ့တာကတော့ကိုကိုတို့အတွက်ပျော်စရာဒုက္ခအပြည့်ရမယ်ကျမ်းမာရေးဗဟုထုတလေးတစ်ခုပဲဖြစ်ပါတယ်ရှင်။နောက်ရနောက်ရတွေမှာလည်းအခုလိုပဲခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့ကျမ်းမာရေးလေးကျင့်ခံကျမ်းမာရေးဗဟုထုတများကိုမျှဝေသွားမှာဖြစ်လို့ကျမတို့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။